ဒီစီးပွားရေးလုပ်နေတယ်ပေါ့နော်လုပ်ငန်းရှင်တွေကကျမတို့မမြင်ရတဲ့နောက်ကွယ်အခြေအနေတွေဆိုတော့သူတို့ကလက်တွေ့လုပ်နေတာဖြစ်တဲ့အတွက်သူတို့ကပို့ပြီးတော့ပြောနိုင်မှာပေါ့နော်ပြောမှာပုံမလင်းလင်းပြောမှာသူရဲ့အခြေအနေတွေပေါ့နော်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါပေမဲ့ဒီအာနာသိမ့်ပြီးနောက်ပိုင်းကစီးပွားရေးလုပ်ငန်းရှင်တွေတော်တော်များများအများစုပါပေါ့နော်ဒီရှောင်ရတဲ့မီဒီယာရင်းနဲ့ဆက်ဆံရေးတွေမှာလေ င်္ဂလာပါရှင်ဒိုအတန်ရဲ့ behind the story စောင်းမများရဲ့နောက်ွယ်အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ပြီးခဲ့တဲ့ပတ်ကထုတ်လွှင့်ခဲ့တဲ့ကုံသွယ်မှုပြဿနာကြားကလူသုံးကုန်ပစ္စည်းပြက်လက်မှုစောင်းမနဲ့ပတ်သက်ပြီးတော့မေးခွန်း၅ခုမေးသွားမှာပါစောင်းမကိုအင်တာဗျူးမေးပြီးတော့ရေးသားထားတဲ့ Frontier မြန်မာကသတင်းတောက်ကကျမနဲ့အတူရှိနေပါတယ်ပထမဆုံးမေကုန်းကပေါ့နော်ဒီစောင်းမကိုရေးပြဖို့အတွက်ကိုလေအိုင်ဒီယာကဘယ်ကနေပြီးတော့စပြီးတော့ရသွားလဲ မောဒီအက္ခါကိုပိတ်တယ်ဆိုပြီးတော့ဘောနော online မှာလေဟိုပိတ်တယ်ဆိုတာပဲဘောနော်အဲ့လိုမျိုးစီးပွားဖြစ်တင်သွင်းတာတွေရနာထားတယ်နောက်ပြီးတော့ဒီနေချောင်းကနေတင်သွင်းတဲ့ကုန်စည်တွေကိုပေါ့နော်စစ်ကုန်မရှင်ကပေါ့နော်တို့ဒီစစ်ဆေးမှုတွေတင်းကျပ်တယ်ဆိုတဲ့အခါမှာအခက်အခဲတွေဖြစ်တယ်ဆိုတာအတိုင်းပေါ်မှာပြောကြတာပေါ့နော်ဆိုတော့ဟိုဒီလိုလေချောင်းကာနေပြောမစစ်စစ်မှုတွေတင်းကျပ်တာကဒါကဟိုသူတို့အခုမှစတာပေါ့နော်။အခုမှစတာအရင်ဒီ ကုံချောင်းကုံလန်းချောင်းကနေပြီးတော့သူတို့စစ်ဆေးတာတွေတရားမဝင်ကိုပေမှုနဲ့ပတ်သက်ပြီးတော့ဒီတင်းကျပ်တာတွေပါတော့ကြာခဲ့ပြီးလုပ်ခဲ့တာပေါ့နောက်ပြီးတော့ဒီသုံးကုံနေပေါ်မှာကန့်သက်တာတွေကလည်းသူတို့2021နောက်ပိုင်းလောက်ကလေးကသူတို့လုပ်ခဲ့တာဆိုတော့အဲ့ဒါတွေတော့ကြာပြီဒါပေမဲ့ဒီကိစ္စကအစ်စ်ဖြစ်တယ်နောက်ပြီးတော့လုပ်ငန်းရှင်တွေအနေနဲ့ကသုံးကုံနေကန့်သက်တာရောနောက်ပြီးတော့နေဆက်ကုံတွေကြီးတွေမှာနေမြင့်အေးချမ်းမှုတွေကြောင်းစစ်ဆေးမှုတွေကြောင်းသူတို့ဒီနေဆက်ကုံတွေကြီးမှာလည်းသူတို့အလုံးမဖြစ်တာ ကြာပြီပေါ့နော်ဆိုတော့ဒီလေချောင်းပုံသွေးမှုထပ်ပြီးတော့အဲ့လိုမျိုးစစ်ဆေးမှုတွေတင်းကျပ်တာဆိုတော့ဒါကဒီလုပ်ငန်းရှင်တွေအတွက်လည်းဒီ impact ကတော်တော်ကြီးမယ်နောက်ပြီးတော့ပြည်သူတွေပေါ်မှာလည်းတနည်းတစ်ပုံရိုက်ခတ်မယ်ပေါ့နော်သူတို့ပြမောကွန်ပစီပြလက်တာလို့ဈေးနှုန်းတက်တာလို့ပေါ့နော်အဲ့ဒါတွေပြောနိုင်တယ်ဆိုတော့ပေါ့နော်အဲ့ဒါနဲ့ဒီမီဒီယာမှာဘယ်လိုအခြေအနေရှိမလဲဟိုကျွန်တော်နိုင်ငံဒီသုံးကုန်ဒီပေါ်မှာမြို့ကိုနေရတာဆိုတော့တရပိတ်တာနဲ့တိတိသားသားထိပဲ တုံးကုန်နေပေါ်မှာမိခွားတာအားကြီးလို့လေဆိုတော့အထူးသဖြင့်တော့စားတော့ကုန်နေဒီတုံးကုန်နေစေဝါးတွေပေါ့အဲ့ဒါနဲ့လူလူပေါ်အင်ပက်အင်ရက်တက်ရောက်မှုကြီးမယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့နော်အဲ့ဒါနဲ့မြေပြင်တစ်ချက်ဆင်းပြီးတော့လဲအလိုမျိုးတွေ့ရတာနဲ့ဒါကရေးတဲ့နေဟာဆိုပြီးတော့စိတ်ကူးပြီးတော့ရေးလိုက်တာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ဆိုတော့လေဆောင်းမကိုဟိုရေးနေတဲ့အချိန်မှာရောဒါမှမဟုတ်လို့ရှင်အင်တာဗျူးလုပ်နေတဲ့အချိန်မှာရောဘယ်အရာတွေကဟိုကို့အတွက်အခက်အခဲဆုံးဖြစ်မလဲ အအခက်ခဲဆုံးဆိုရင်တော့တကယ်တော့စီးပွားရေးပြီဆိုပေရဒီစီးပွားရေးလုပ်နေတယ်ပေါ့နော်လုပ်ငန်းရှင်တွေကဟိုသူတို့ရဲ့ပေါ့နော်ကိုမမြင်ရတဲ့နောက်ပဲပေါ့နော်ကျွန်တော်တို့မမြင်ရတဲ့နောက်ပဲအခြေအနေတွေဆိုတော့သူတို့ကလက်တွေ့လုပ်နေတာဖြစ်တဲ့အတွက်သူတို့ကပို့ပြီးတော့ပြောနိုင်မှာပေါ့နော်ပြောမှာပုံမလင်လင်ပြောမှာသူတို့ရဲ့အခြေအနေတွေပေါ့နော်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါပေမဲ့ဒီအာနာသိမ့်ပြီးနောက်ပိုင်းကစီးပွားရေးလုပ်ငန်းရှင်တော်တော်များများအများစုပါပေါ့နော် ဒီရှောင်ရတဲ့မီဒီယာရင်းနဲ့ဆက်ဆံရေးတွေမှာလေအချို့ကြလည်းဟိုထိန်းထိန်းသိမ်းသိမ်းပြောတာရှိတယ်ပုံမလင်းလည်းမရှိတာပေါ့ဟိုနည်းနည်းပါးပါးလောက်ပဲပြောတာလို့အဲ့လိုမျိုးလောက်ပဲရှိကျွန်တော်တို့စစ်ကော်မရှင်ဘက်ကသူတို့ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ data တွေကိုဟိုပေါ့နော် update မလုပ်ထားတော့ကြတော့လေထုတ်ပြန်တာမရှိတာပေါ့နော်သူတို့စီမှာလည်းရှိမှာပေါ့ထုတ်ပြန်ထားတာဒီ website မှာတင်မထားတော့ data တွေပါရှားတဲ့အခါမှာအခက်အခဲဖြစ်ပါတော့ဒီနှစ်ချက်ကတော့အဓိကပေါ့ဟုတ်ကဲ့ဟုတ် ဟိုစောင်းမလုံးနေတဲ့အစိမ်အတွင်းမှာရောလေဟိုကိုကမမျောလင့်ထားတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုရှာဖွေတိရှိတာမျိုးတွေရောရှိလားအော်ဟုတ်ကဲ့ဟိုမမျောလင့်ထားတာတွေဆိုပေါ့နော် စကတော့ဒီကီတူရီစီကနေအများကြီးကြားရမယ်မှတ်တာပေါ့နော်တကယ်ဟိုဖြစ်တဲ့အခါမှာကျတော့သူတို့အနေနဲ့ဒီလက်ရှိဖြစ်နေတာတွေကိုသူတို့လက်တွေ့ပေါ့နော် သူ ကြုံရပြီအဲ့မပြောကျင်ကြတဲ့အခါမှာပေါ့နော်အဲ့ဒီဘက်မှာတော့ ဟိုကိုထင်သားလို့ဖြစ်မဖြစ်တာပေါ့နော်အဲ့လိုမျိုးလေးတော့နည်းနည်းတော့ရှိဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ဆောင်မရဲမှာပေါ့နော်မထည့်လိုက်ရပဲနဲ့ဟိုကို့အတွက်မှတ်မှတ်ထင်ထင်ကြံရိတ်ခဲ့တဲ့အရာမျိုးတွေရောရှိမလားရှိရဆိုအဓိကကတော့ဒီ data ဘိုင်းကြီးအနေနဲ့တကယ်လားဆိုပေါ့နော်ကျမတို့ကထားပါတော့ဒီတယုံတယုံတယုံညီမရဲ့ဒီကုန်သွယ်မှုရေးမယ်ဆိုရင် ကျွန်တော်တို့ကဒီစစ်ကော်မရှင်ဘက်ကမထုတ်ပြန်ရင်တောင်မှဒီရုပ်နိုင်ငံဘက်ကထုတ်ပြန်နေဟာပြီးကိုကူကာပြီးတော့ဘောလို့ယူပြီးတော့ရေးလို့ရတယ်။ဒါပေမဲ့အခုဒီ story ကကြတော့ပြည်ပနိုင်ငံအားလုံးနဲ့ဆိုတော့ဒီစစ်ကော်မရှင်ဘက်ကဘောတော့ထုတ်ပြန်မှာပဲအဆင်ပြေမှာပေါ့နော်။ဆိုတော့အဲ့လိုမျိုးလက်ရှိဖြစ်နေတဲ့အခြေအခြေအနေတွေကိုကြတော့အဲဒီဒီ CY story တွေမှာလေဟိုကျွန်တော်တို့ဒီရေးတယ်ဆိုရင် data လေးနဲ့ရှင်းနေရှင်းနေပြနိုင် ပုံကောင်းတာပေါ့เนาะဒီရှင်း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 ပြီးတော့ပေါ့เนาะ ဒါပေမဲ့လေဒီ through ဘက်ကကြတော့အဲ့လိုမျိုး update မလုပ်ထားတော့ကြတော့ရှင်းပြเสียမရှိတဲ့အခါမှာကိုရေးစင်တယ်လို့မရေးရမပြနိုင်တာပေါ့နော်ဟိုတကယ်ဆိုရင် through ဘက်ကလာအဲ့လိုမျိုးတိတိဆိုတော့ထုတ်တာလေဆိုရင်ကိုကဒီ color တွေနဲ့နှိုင်းရှင်နှိုင်းရှင်ပြီးတော့ပေါ့နော် graph နဲ့ပေါ့နော် story မှာဆိုရင်တက်တက်ဟိုစလုံးနေစာပိုက်တွေကြားထဲမှာကဏ္ဍကြီးထည့်စရာမလိုပါနဲ့ graph နေနဲ့ဒီတက်ပေါ်ရလို့ရနိုင်တဲ့အခြေအနေမှာရှိတယ်။ဒါပေမဲ့ အဲ့အဲ့လိုမျိုးလေးတွေလုံးချင်တာပေါ့နော်ဒါပေမဲ့လေဟိုမလုံးနိုင်သေးဘူးအဓိက data တွေဘာတွေမရတာပေါ့နော်ဟုတ်နောက်ပြီးတော့စစ်ကော်မရှင်ဘက်ကအတန်လဲမထည့်နိုင်တာပေါ့နော်ဟုတ်ကဲ့ဒီမှာဒီဆက်တွေ့ခဲ့ရတဲ့စီဝိုင်းနဲ့ကုတန်းကုတန်းရောင်းဝယ်ဝင်ရတာပေါ့ဗျာဒီကုန်သွေးဌာနကတောင်းရှိသူဆက်တွေ့ခဲ့တယ်ဒါပေမဲ့သူကဟိုမဖြေနိုင်ပေါ့နော်သူတို့မှလည်းသူတို့မဖြေအောင်ဆိုတာပေါ့နော်အဲ့လိုမျိုးတားမြစ်ထားတာရှိလို့ဆိုပြီးတော့ ဆိုတော့ဒီမှာဆိုရင်စစ်ကော်မရှင်ဘက်ကအတန်းလေးကိုလည်းမထည့်နိုင်ဘူးဟုတ်ကဲ့အဲ့ဒါလေးတော့ထည့်လိမ့်မယ်ပူကောင်းမှန်ဆိုပြီးတော့ဖြစ်မိဟုတ်ဟုတ်ကဲ့ဟုတ်ဆိုတော့လေနောက်ဆုံးမေးခွန်းပါရှင်ဟိုဒီနောက်ဆုံးနေနဲ့ကြတော့ဟိုဆောင်းမောင်းကိုနားထောင်မဲ့ပြိသက်တွေအတွက်ဆောင်းမောင်းနားထောင်ပြီးသွားရင်ဟိုဘာတွေရသွားစေချင်လဲအဓိကကတော့ဘောနော်ပြည်လွန်းပြည်လွန်းပြည်ပါဘောနော်ပြည်လွန်းပြည်ပါဒီတည်တည်တဲ့သူတွေပေါ့နော်တည်တည်တဲ့သူတွေဆိုတာဟိုတာဝန်ရှိတဲ့သူတွေအနေနဲ့ကသုံးကုန်လေးကန့်သက်တာ ီအပေါ်မှာအဲ့လိုပေါ့နော်ဗျတရားမဝင်ကုန်သွယ်မှုတွေကိုတင်းတင်းကြပ်ကြပ်ပို့ပို့ပြီးလှုပ်လာတဲ့အပေါ်မှာဒီနောက်ဆက်တွဲဖြစ်လာတဲ့ဒီသူတွေပေါ်မှာရိုက်ခတ်တဲ့အခြေအနေပေါ့နော်အဲ့ဒါတွေကိုဒီပြည်တွင်းပြပါကတိတက်နေသူတွေပေါ့နော်အဲ့ဒါတွေသူတို့မတီးသေးဘူးဆိုလဲတိတော်အောင်ပေါ့နော်အဲ့လိုမျိုးနဲ့ရေးပြတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဒိုးအတန်ရဲ့ဆောင်းမများရဲ့နောက်ွယ်အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကုံတွယ်မှုပြဒနာကြားကလူသုံးကုံပြက်လက်မှု စောင်းမကိုနားဆင်နိုင်အောင်လဲ link လေးထည့်ပေးထားပါတယ်ရှင်။ဒီစီစဉ်သာမကဘဲနဲ့ဒိုးအတန်ရဲ့အစီအစဉ်လေးနဲ့ပတ်သက်ပြီးမိကွန်းတွေထင်မြင်ယူဆချက်တွေအားပေးမှုတွေဝေဖန်ကြံပြုမှုတွေကိုလည်းဒိုးအတန်ရဲ့ page မှာလွတ်လပ်စွာနဲ့ဝင်ရောက်ရေးသားနိုင်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။